ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။အစားနောက်တန်တဲ့ကြီးကန်းမကြီးစသိန်းကြည်ကကလူရဲ့မိမကိုရီကအမဲလူလိုစားနောက်လောင်မြောင်လေးရှိပါတယ်။သူမရဲ့ယောက်ျားကလူကလည်းသူ့မောက်ခဏခဏရှင်းပြနေရပါတယ်။ငါဒီနေ့ဘူဘူးနဲ့တွေ့ခဲ့တယ် နေသူ့မျက်လုံးတွေကိုငြုပ်သီးမှုတွေနဲ့ပတ်လိုက်တယ်လို့ပြောတယ်။သူ့ခင်ဗျာငုံနေရှာရဲ့ကိုကြီးငါပြောတာနားလေစမ်းပါဒီလိုစနာမှုမျိုးကတခါတခါကြိုက်ကို့အတွက်ခက်ခဲဖြစ်စေနိုင်တယ်။ကဲပါကဲပါထားပါတော့ရှင်းလို့ရှင်းလို့တော့ကျမတို့အခုလိုအချားငှက်တွေလိုက်စားရအရန်ပြော်တာပဲ။နေလို့စားနောက်တန်တဲ့သူမျိုးနဲ့နင်ကိုရိုက်ကြုံတွေ့ရခါကြမှာနင်ကောင်းကောင်းနားလေသွားလိုက်ပြီ။အရင်ရက်တွေကလိုပဲဒီနေ့လေကိုကြီးကအချားငှက်တွေလိုက်စားဖို့အတွက်သွားနေပါရဲ့။ သူမတစ်ပေတစ်ပေရဲ့အကိုက်ပေါ်မှာခဏထိုင်နေလိုက်ပိုင်။ဘာလုပ်ရမလဲ။ငါဒီနေ့ဘသူ့ကိုစားရမလဲ။သူအဲ့လိုစဉ်းစားနေရုံမှာပဲသူမနာကိုကြက်တူရွှေလေးကပြန်လာပိုင်။"ဟွန်းဟုတ်ပြီ။ဒီနေ့ရောငါကြက်တူရွှေအယူလုပ်ရမယ်။ကြက်တူရွှေလေးငါရဲ့အယောင်စိမ့်စိမ့်လေးနဲ့ကြက်တူရွှေလေး။နေရအယမ်းကောင်းတဲ့ကြက်တူရွှေလေးပဲ။ငါစိတ်ထင်နေနဲ့အယမ်းမိတ်ဆွေဖွဲ့ခြင်းနဲ့။တကယ်လားငါတကယ်ပဲအယမ်းကောင်းတာလား။အေးလေအချားငတ်တွေတော့နည်းနည်းလေးမှကောင်းတယ်လို့ငါမထင်ဘူး။" ငါအားလုံးထဲမှာအကောင်းဆုံးလို့ထင်တာနေတယောက်တည်းပဲရှိသေးတယ်။ဒီနေ့ညနေငါ့ရင်လာခဲ့ငါတငယ်ကြီးကျက်တူရဲ့ငါအုံးရီတိုက်မယ်။အုံးရီဟုတ်လားငါအုံးရီတောက်ရတာအရန်ကြိုက်တယ်။မနေ့ကငါမေကငါအတွက်ဆိုပြီးအုံးသီးတွေအများကြီးဝယ်လာပေးထားတာညနေကြမြန်မြန်လာခဲ့နော်။အဲ့နောက်မှာတော့ဂျီကမ်မာကိုရီကအိမ်ပြန်ပြီးကြယ်ဟင်းကားတီကိုဖျော်ပြီးအဲ့ဒီကြယ်ဟင်းကားတီဖျော်ရီကိုအုံတီအလွတ်တလုံးတည်းထဲလိုက်ပါတယ်။ကြက်တူရွေးရလဲအုံရီတောက်ချံလို့လို့စောစောစီစီပဲရှောင်းလာပါတယ်။ ရောက်လာပြီလားငါရဲ့ချစ်တငယ်ချင်းကြက်တူရွေရင်တငယ်ချင်းအုံရီဘယ်မှာလဲငါမနဲ့တည်းရေတောင်မတောက်ထားဘူးငါ့ကိုအုံရီလေးမြ мян တိုက်ပါဦးရော့ပါရော့ပါတငယ်ချင်းကြက်တူရွေရင်ငါတငယ်ချင်းအတွက်ငါအုံရီအစင်သေးလှုပ်ထားပေးရင်ကြက်တူရွေလည်းချက်ချင်းမဲအုံဒီကိုယူပြီးအငုံကြီးကြီးတငုံတောက်လိုက်ပါထွေးတေးပါပြီငါတော့တေးပါပြီကြည်ကမ်းမကိုကြီးနေငေါဒီလိုလောက်တာလုံးဝမကောင်းဘူးနေရဒီထဲမှာကြိုင်ငါးသီးဖြော်ရည်တွေထည့်ထားတာ ်အယူလောက်လိုက်ရပြီအရန်ကျင်နဲ့အားရသွားပြီအယူလောက်လိုက်ရပြီအရန်အားရကျင်းနဲ့သွားပြီနေရုပ်ကိုနေရောမှန်းနေကြည့်ရလားရန်ရဆက်ဆက်အုံးရီလာတောက်ချင်နေသေးရဲ့ကဲလို့ဒီကနေထွက်သွားစက်ရန်ရဆက်ဆက်ငါစီရမြအုံးရီလာတောက်ချင်နေသေးရဲ့ကျက်တူရွေလဲငိုရပြီအဲဒီကနေပြန်သွားပါ යි အကိုကျက်တူရွေအကိုဘာလို့ငိုနေရလဲအဲ့ကလေးမကိုကြီးကငါအုံးရီဆိုပြီးကြိုင်ငါးတိဖြော်ရည်တွေတိုက်လိုက်တယ်ငါပိုက်တွေအရန်ပူလောင်နေပြီအကိုကျက်တူရွေ ဲ့ဒီကိုကြီးကအမြဲလိုလိုကျမတို့အယူလုပ်ဖို့ကြံစီနေရဲဆိုတာအကိုလည်းသိရတာနဲ့အဲ့ဒါဘလို့လုပ်ပြီးအကိုကသူ့ထောင်ချောက်ထဲရောက်သွားရတယ်သူတို့နှစ်ယောက်ကအခုလိုစကားတွေပြောနေကြပါတယ်အဲ့လိုနဲ့တနေ့မှာတော့ငှက်မလီလာတို့ကညီကမ်းပေးမှပဲထမင်းချက်နေပါတယ်ခွန်ကြီးလည်းပြန်ကြီးပြန်ကြီးအိမ်မြင်တာကိုရောက်လာပါတယ်ငှက်မလီကတယောက်တည်းပဲထမင်းချက်စားမယ်ပေါ့ငါတို့ကိုပဲထမင်းကောင်းကောင်းလေးကျွေးရမှာပေါ့အဲ့လိုပြောပြီးတော့ကိုကြီးကလာတို့ချက်နေရဲ့ပဲထမင်းပေါကနေပြန်ပြီး ်ပက်ထမင်အိုတယ်ချီးမာချလိုက်ပါဒါနေဘလို့လုံးလိုက်တာလေငါရဲ့ပက်ထမင်နေအကောင်လုံးနေဖြက်စီပြစ်လိုက်တယ်အခုနေပက်ထမင်ကိုစားကြည့်ပါဦးရတာပိုကောင်းလာမှတိချိုင်အဲ့လိုပြောပြီးတော့ကိုကြီးကအဲ့ဒီကနေထွက်ပြေးသွားပါငှက်မလီလာတော့လည်းထိုင်ပြီးငုံနေပါဦးလေးကျွန်တော်အဝေးကြီးထိပြစ်လို့ရရေးကွာမျိုးပေးပါဒီလေးကွာရဲ့တရေကြွားအရန်ကောင်းနေဒီလေးကွာနဲ့တိချာချင်းပြင်းပြတ်မှတ်ကိုတန်းထီရေ အဲ့ဒီကိုကြီးငါဘလို့နှောက်ရှောင်မလဲကြည့်ကြသေးရပေါ့ခုံကလည်းဟမ်ဘာဂါရောင်းနေဆိုင်ကနေဟမ်ဘာဂါတလုံးဝယ်ပြီးတစ်ပင်ပေါ်မှာထိုက်စားနေပါ යි ဒါဟမ်ဘာဂါအနက်မဲတိရရောက်ကငါနီးနာတဝိုက်မှာဟမ်ဘာဂါစားနေရနေမှာငါသူ့ကိုဟမ်ဘာဂါကျွေးရမှာပေါ့အဲ့လိုတွေ့ပြီးကိုကြီးကဟမ်ဘာဂါအနံ့ကိုခံပြီးလိုက်ရှာနေပါ යි ပြီးရနေခုံကလက်ထဲကနေဟမ်ဘာဂါလှုပ်ပြေးပါ යි ခုံကကအကောင်လုံးကိုပြင်ဆင်ပြီးသားပါ ခုံကလည်း ကိုကြီးကိုလေးကွာနဲ့တေချာချိန်ပြက်လိုက်ပါ යි အမလေးတေပါပြီတော့အမလေးတေပါပြီသူ့ဘာရဖြစ်နေရလဲခုံငက်ကအဝေးကနေထိုင်ပြီးငါ့ကိုတခုခုနဲ့ပြစ်နေရဲ့အဲ့လိုနဲ့ကိုကြီးလည်းမြေပြင်ပေါ်ပြုတ်ကျသွားပါ යි ခုံငက်လည်းကိုကြီးနောက်ရောက်လာပြီးအနားကနေထိုင်ပြီးကိုကြီးရဲ့အမိကိုလေးကွာနဲ့ထိုင်ပြစ်နေပါ යි အမလေးငါ့ရဲ့အမိလေးငါ့ရဲ့အမိလေးကတော့ကျိုးပါပြီခုံငက်ကြီးရေကျမတို့တစ်ခါလောက်ခွလွတ်ပေးပါနော်ကျမဘယ်တော့မှထပ်ပြီးမစားနောက်တော့ပါဘူး စားစမ်းစားစမ်းငါဟန်ပါကစားစမ်းမငါကလည်းနင့်ကိုဘလို့ပြုတ်ပြရမလဲဆိုတာသိပြီးသားပါအဲလိုပြောပြီးခုံငက်ကဂိုကြီးကိုထပ်ပြီးလေးခွားနဲ့ပြစ်ပိုင်းအမလီတေးပါပြီအော်တန်တွေကြတော့ကျွတ်တူတွေရော လာတူရောကာလူရောပါရောက်လာကြပါဘာဖြစ်လို့လဲအကူငက်ရေအကူကိုယူဖားလို့လေးခွားနဲ့ပြစ်နေရလေဒီကလေးမကိုကြီးကငါ့စီကနေဟန်ပါကလူပြီးသွားတာ ခုံငက်ကြီးရေကျမတခါလောက်ခွလွတ်ပေးပါကျမဒီလိုအမားမျိုးနောက်ထပ်မလုပ်တော့ပါဘူးခုံငက်လည်းနောက်တခါထပ်ပြီးဂုံကြီးရဲ့အမိကိုလေးကွာနဲ့ခဲလုံးနေနဲ့ပြစ်ပါယ်ငှက်တွေအကောင်လုံးနဲ့ထားကြီးကြပါရယ်ငှက်မလေးနဲ့မော်သေးရဲ့တီစင်ရဲလိုက်ငှက်မလေးကကြီးကဲကြီးရဲ့အိမ်မှာအလောလောပိုင်လွန်ခဲ့လအနေငယ်လောက်တုန်းကသူမရဲ့ယောက်ျားကဆုံးသွားရှာပိုင်သူမလေးသူမအိမ်ရဲ့စားဝတ်နေရေးအတွက်တခုခုတော့လုံမဖြစ်မယ်လေ ကံတွေဆေးပြီးပြီဆိုရင်မိဖို့ကြောင့်လည်းသွားပြီးထမင်းဟင်းချက်ဖို့လို့ဒီနားမှာရက်ပြီးငါ့ကိုဘာလို့ကြောင်ကြည့်နေရလဲတထေးမကြီးမနှက်ပြတ်ကြရင်ကျမရဲ့သားရဲ့ကြောင်လာခါတွေ့ရတော့မှာမလို့ပါအဲ့ဒါကြောင့်ကျမလစာကြိုးထုတ်လို့ရမလားသွားစမ်းအခုမိဖို့ကြောင့်နဲ့မှအလုပ်သွားလို့တော့ငါ့အိမ်မှာအလုပ်လုပ်တာတော့နှစ်ရက်မပြည့်သေးဘူးတလစာတော့ကြိုးထုတ်ချင်နေသေးရဲ့မသိမထားငါ့နာမည်ကိုကြီးပဲအဲ့ဒီအချိန်မှာကိုကြီးရဲ့အိမ်တကာခောက်တန်းကြားလာရပါတယ်အရင်ဆုံးတော့ အပြင်မှာဘယ်သူရောက်နေလဲဆိုတာသွားကြည့်ဟုတ်ကဲ့ပါတထင်းမကြီးကျမခုပဲသွားကြည့်လိုက်ပါမယ်ငါကခီးတဲ့တယောက်ပါဟိုးဝေးကြီးကနေလာခဲ့ရတာအခုငါဘိုက်တွေရမ်းစာနေပြီငါ့ကိုစားကြနေနေလောက်ကြွေးပါအောင်ကြည့်ရတာတထောင်စားတယောက်ထက်ရောက်လာပြန်ပြီထင်တယ်အဲ့ဒီတထောင်စားကတော့ငါကိုယ်တိုင်မောင်းထုတ်မှရမယ်ဒါတို့ရေနေဒီမှာတက်တက်မဲ့အချိန်ဖြုံးမနေနဲ့သွားအိမ်လောက်တွေသွားလို့နောက်ပြီးတထောင်စားကြည့်ပါလို့ကျင်လာတယ်ငါဘိုက်တွေရမ်းစာနေလို့ပါ အဝေးကနေလာတာထင်နေသတောင်းစားတိုင်းအဲ့လိုပဲပြောတာပဲဒီကနေမြဲမြဲပြန်တော့ငါးယောက်ကြာပြန်လိုက်။ तू ကနေတို့လိုသတောင်းစားတွေဒုတ်ကြီးကြီးနဲ့လိုက်ရိုက်တာ။အမောက်ဓာရီအကော်လုံးဖះပေးထားတာပါ။အဲ့ဒီကမှစီးရဲသားတွေနည်းနည်းလေးပေးလိုက်လို့လည်းရော့မသွားပါဘူး။အဲ့ဒါဆိုနေလဲဖះစီရနေပဲတောင်းလိုက်လေ။သွားတော့ငါ့ခေါင်းလာမစားနဲ့။ကိုကြီးလဲအိမ်တကာပိတ်ပြီးအိမ်ထဲပြန်ဝင်လာပါ යි ။ဒီတော့ဗျာငှက်တွေအကော်လုံးဒီပုံစံတိုင်းနေကြီးပဲ။ ငါမော်ဆွမ်းအားပေးဖို့ငါတခြားနေရာသွားမရမင်းကြည်ရတာဒီတော့တဲမှာစိတ်ထားကောင်းနေငှက်တယောက်မှမရှိတော့ဘူးထင်တယ်။တထေးမကြီးကျမအလုပ်တွေကောင်းလွန်ပြီးသွားပါပြီ။ကျမအခုအိမ်ပြန်လို့ရပြီလားရှင်။ကျမရဲ့သားလေးဗိုက်စာနေလောက်ပြီ။ကျမအိမ်ပြန်ပြီသားလေးကိုလည်းအစာကျွေးရအောင်မင်း။ပြဇန်နေချာပါတီတစ်ချက်ပဲယူသွားမလား။ကြည့်လိုက်ပါတထေးမကြီးကျမမခိုးတက်ပါဘူး။ကျမကိုယ်တိုင်အငတ်ခံပြီးတီချာပါတီတစ်ချက်ကိုသားလေးကိုကျွေးလိုက်ပါမင်း။ဒါပေမဲ့ကျမလုံးဝမခိုးပါဘူး။ ေးပါအေးပါပြန်တော့ငါ့ကိုစကက်ကြီးစကက်ကျယ်ပြီးလာပြောနေ။ငတ်မလေးလည်းချပါတီကိုယူပြီးအိမ်ပြန်သွားပါ යි ။မမေမမေဒီနေ့အိမ်ပြန်လာဘာလို့နောက်ကျနေရလဲ။ဒါလေဒီချပါတီစားလိုက်နော်။မမေကစားပြီးပြီလား။အေးစားပြီးပြီလေတာရဲ့။တထေးမအရန်သဘောကောင်းနေအရင်တော့အမေကိုအစာကျွေးရဲ့ပြီးတော့မှသူစားတာ။မမေငတ်မလေးကသူ့သားလေးကိုလိန်ပြောလိုက်ပါ යි ။ငမလေးကိုတိုင်ကလွန်ခဲ့နှစ်ရက်ကလေးကဘာမှမစားရသေးပါဘူး။ငမလေးရဲ့သားလေးလည်း ချက်ပါတီစားတော့မယ့်အချိန်မှာပဲသူမရဲ့အင်တကာခောက်တန်းကြားလိုက်ရပါတယ်။အမေသွားကြည့်လိုက်အောင်မေ။အမအဲ့ဒီအကျင့်မကောင်းတဲ့ကြီးကန်းမအိမ်မှာတွေ့ခဲ့ငှက်မာလေးပဲ။ဟုတ်ပါတယ်။ကျမအဲ့အိမ်မှာအလုံးလုံးတာပါရှင်။ဟုတ်ပါတယ်။ကျမအဲ့အိမ်မှာအလုံးလုံးတာပါ။ရှင်ခုတီဘာမှမစားရသေးဘူးလား။ငါဘိုက်စားနေရဲ့။တားလေးရဲ့အဲ့ချက်ပါတီကိုတားကုန်စားလိုက်ပြီလား။မမေတဝက်တော်စားပြီပြီ။ကျန်တဲ့တဝက်ကိုအင်းရှိယူလာခဲ့အောင်။ငါပေါင်လေးနဲ့ကျန်နေတဲ့ချက်ပါတီတစ်ပိုင်းကိုယူလာပါ යි ။ ။တမမခီးသွားငတ်ကြီးကျမမစားကြာဒီထက်ပိုပြီးဘာမှမရှိတော့ပါဘူး။အိတ်တဲကလည်းချပါတီတဝက်ကိုကျမသားလျာစားလိုက်ပြီးခီးသွားငတ်လည်းချပါတီတဝက်ကိုစားလိုက်ပါပိုက်ပြေသွားပါပြီ။ငါအိမ်မန်းချက်တွေလည်းပြေသွားပြီ။ငါအရင်ရက်တွေကညာဒီလုံငတ်မျိုးလိုက်ရှာနေရ။ကျမနားမလဲခီးသွားငတ်ကြီး။ဒီတည့်ရက်တီကိုစားလိုက်ပါ။ပြီးရင်အစ်စ်ကိုအိမ်ရှိမှာစားလိုက်ပါ။အားလုံးနားလည်လာပါလိမ့်မယ်။အဲလိုပြောပြီးတော့ခီးသွားငတ်ကပြက်ကွယ်သွားပါရဲ့။ နောက်ပြီးရေအမြန်လောင်းပြီးတော့ငါစမ်းတက်မှုမှာနေအောင်ပြင်သွားပြီးငှက်မှလေးနေလိုချင်တာတွေအမြန်ဆုံးရှာလာပါလိမ့်မယ်။နောက်ပြီးဒီလိုပဲအခြားသူတွေကိုကူညီပြီးတော့ဒါပါလေလဲတားလေးရေအမေတော့ဘာမှနားမလည်လိုက်ဘူး။မမေရေတာပုံမြင်စာအုပ်တွေထဲမှာဖတ်ဖူးပါတယ်။ခုနအငှက်ကတကိုးရှိရဲ့ညက်နေမှာနောက်ပြီးဒီတည့်ရတီကလည်းမှော်တည့်ရတီဖြစ်မှာ။အဲဒီနောက်မှာတော့တာမီမြောက်ကတည့်ရတီကိုစားပြီးအစ်စ်ကိုအိမ်ရှိမှာစားလိုက်ပါပြီးတော့အိတ်လိုက်ကြပါပြီ။ အဲ့လိုနဲ့မနဲ့ရှောက်လာပိုင်းတာမီနှစ်ယောက်လည်းသူတို့ဆိုင်ခဲ့နေအောင်ထားကြည့်ရော့ပစံနေသည်နဲ့တစ်ပင်တစ်ပင်ပေါက်နေပါပြီအဲ့တော့မြင်တော့ငတ်မာလီရောသူ့ရဲ့သားလီရောအယံလေးအောင်နေတယ်လို့အယံလေးဝမ်းသာနေပိုင်းတကယ်ပဲသားလေးရဲ့အဲ့ဒီငတ်ကသူ့အဆွမ်းတွေအချားငတ်ကြီးပြောင်းပေးချင်တာသူကစမ်းသပ်နေရငတ်မာလီနဲ့အဲ့ဒီပစံနေနဲ့အိမ်တလုံးဝင်လိုက်ပိုင်းပြီးတော့ကြမ်းရှိနေရဲ့ဘဝကိုပျော့ပျော့ရွှင်ရွှင်နဲ့ဖြတ်တန်းသွားကြပါဦးရင် ကဲအခုလိုမျိုးစိတ်ဝင်စားကြနှက်ကတော့ပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like ခံ subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ထပ်လည်းစိတ်ဝင်စားကြကောင်းတဲ့ video လေးတွေနဲ့အတူပြန်လာခဲ့ပါမယ်အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်